ဒေါအောင်ဆန်းစုကြည်သမရဖြစ်လာခဲ့မယ်ဆိုရင်လက်တွဲလှုပ်ဆောင်သွားမယ်လို့သူရဥရှိမန်းကပြောကြားလိုက်ပါတယ်။ဥဒရေသတင်းပေးပို့ထားပါတယ်ရှင်။ဇန်နဝါရီ23ရက်နေ့ကကျင်းပပြုလုပ်တဲ့ပြည်သူ့လွတ်တော်နဝမပုံမှန်စည်းဝေးရဲ့9ရက်မြောက်နေ့ပြီးမှကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြည်သူ့လွတ်တော်ဥက္ကရာသူရဥရှိမန်းကအခုလိုပြောကြားလိုက်တာပါ။ဆန်ရဖွဲ့စည်းရေးရွေးချယ်တင်ပြလို့ဒေါအောင်ဆန်းစုကြည်အာမေသူကမှတ်ချက်ရှိနေတယ်။ကျန်ရမယ်နိုင်ငံတော်ပုဂ္ဂိုလ်တွေရဲ့ဒီလိုမျိုး မျိုးနိုင်ပေါ်ဆန်းစစ်ပြီးတော့ပြည်တော်ကကယ်လို့ပုံတမဖြစ်လာတယ်ဆိုလို့ရှိရင်ဒီကတော့အားမကပ်ပါစရာမရှိဘူးနော်ဒီဘုဘုတ္တရဲ့လေးဆိုတာအဲ့ဒီဒရင်းသာရှင်းလင်းပွဲမှာပြည်သူ့လွတ်တော်မှဖွဲ့စည်းထားတဲ့ကော်မရှင်ဖွဲ့တွေကပြည်သူ့အစိုးရဖွဲ့တွေကိုပေးပို့တဲ့တရားစာတွေနဲ့ပတ်သက်ပြီးအစိုးရဖွဲ့ရဲ့လှုပ်ဆောင်ချက်ပေါ်ကျေနပ်မှုရှိမရှိဆိုတဲ့ DPP ရဲ့မိန့်ခွန်းကိုတော့အခုလိုဖြေကြားခဲ့ပါဗျ။အမည်ရောအားလုံးဒီကိစ္စနဲ့ပတ်သက်ပြီးအရှင်းပြအောင်ဆောင်ရွက် အမေမြန်ကတော့တုံငိုင်းပမာဏနဲ့ခြေပေါ်ကိုပြီးတော့ပတ်သမ်းလို့ရှိတယ်။ဟုတ်ကဲ့လား။ဟုတ်ဒီလိုစီနေပါတဲ့လူကအာအာမခေါ်လို့ဆန်ရအောင်ဥပဒေနဲ့ပြုပြင်ပါလေဗျာ။အနာမောကိနနာတူကိုနာရရှိနေစီဒီရောက်ကနေမှရှိရဲအဲဒီကြောင်နဲ့နေနေမှရှိရဲအနာမောဝိနနာတူရဲ့ဒီအဲဒါကိုပြည့်စုံတဲ့ဒီစင်တာလိုက်ရှင်ကို နာကျူကိုဘုံကြီးစနစ်ကံကျူကိုချက်ကံကျူနေပြည်တော်ပြည်သူ့လွတ်တော်စပူတိဆောင်မှာပြည်သူ့လွတ်တော်ဥက္ကဋ္ဌကျင်းပပြုလုပ်တဲ့အဲ့ဒီသတင်းစာရှင်းလင်းပွဲကိုပြည်ရင်းပြည်ပသတင်းတော့၄၀ဝန်းကျင်လောက်တက်ရောက်ခဲ့ပါတယ်ကျွန်တော်သူတွေမှာ